ကဲတမိုင်းမာလေးကဘာရီကိုတခါတည်းပြောင်းပြန်လန်ပေးလိုက်တဲ့ခေတ္တခေတ်ရှိခဲ့ပါတယ်။မောင်မိုက်တဲ့ကာလတွေကနေအသိပညာရဲ့အလင်းရောင်စီးကိုလူသားတွေကူးပြောင်းခဲ့တဲ့အချိန်ကာလတစ်ခုပေါ့။အဲ့ဒီခေတ်ကဘလို့ဖြစ်ပေါ်လာခဲ့တယ်လဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်။ဒီမေခုံးလေးကကြည့်လိုက်ရင်တော့ရိုးရိုးလေးပဲနော်။ဒါပေမဲ့သူ့ရဲ့ဖြေကလူရင်ကြီးမှုတမိုင်းရဲ့အကြီးမားဆုံးတော်လန်ပြောင်းလဲမှုတွေတဲကတစ်ခုကိုဖော်ထုတ်ပေးမှာပါ။အတိတ်ကိုပြန်လဲရှာဖွေတွေ့ရှိခြင်းက အနာဂတ်ကိုဘယ်လိုများပုံဖော်တွားနိုင်မှာလဲကဲဒီတော်လန်ငယ်ကြီးကိုသူဘောပေါက်ဖို့ဆိုရင်သူ့ရဲ့နာမည်ငယ်နေပဲစလိုက်ကြရအောင် Renaissance ဆိုတဲ့စကလုံးလေးတစ်လုံးလေးမှာကိုပဲလေအထိပယ်ဒီအများကြီးခေါအောင်နေပါတယ်ဒီနေ့ဆုံးဆိုရရဲ့တရရဲ့အထိပယ်ကဖန်လယ်မွေးဖွားခြင်းပါဟောပြီးဘာကိုဖြန်မွေးဖွားရလဲဆိုတော့ရာဇုနှစ်ပေါင်းများစွာမေးမေးဖြော့ဖြော့ဖြစ်နေတဲ့ရှေးဟွန်ဂရီနဲ့ယောမခက်ကအသိပညာတွေအတွေးခေါ်တွေကိုပါဒါအတိတ်ကိုပြန်တူးဖို့ရင်းနဲ့ခတိကပါတစ်ခုလုံးရဲ့ဘန်းနဲ့ကိုချလိုက်တာနဲ့တူတူပဲပေါ့ ဒါပေမဲ့ဒီပြန်လည်မွေးပါချေးဆိုတာကနေချင်းညချင်းဖြတ်ဆိုပြီးဖြစ်လာတာမျိုးတော့မဟုတ်ဘူးဗျ၁၄ရာစုအီတလီနိုင်ငံကမြို့လေးတစ်မြို့မှာမီးပွားလေးတစ်ခုအနေနဲ့စတင်တဲ့ပြီးနောက်ပိုင်းရာစုနှစ်တွေတွင်ဥရောပတခွန်လုံးကိုလောင်ကျွမ်းပြန့်နှံ့သွားတဲ့မီးတောက်ကြီးတစ်ခုဖြစ်လာခဲ့တာပါဒါဆိုရင်အဲ့ဒီမိပွားလေကဘယ်နေရာမှာဘလို့အကြောင်းတရားလေးကြောင့်စပြီးတောက်လောင်နေတာလဲဆိုတာကြည့်ရအောင်။ယီနီဆွန်ဆိုတာကလည်းကောင်းကင်ကနေကြာလာတာမျိုးမဟုတ်ပါဘူး။အီတလီနိုင်ငံဖလော်ရင်းစ်မြို့ကမက်ဒီဂျီမီတာဇူလို့ ချမ်းသာပြီးအာနာရှိတဲ့နာယက်ကရဲ့ရီမန်းချက်ကြီးမားမှုကနေမွေးဖွားလာတာပါသူတို့ကအမှုပညာရှင်တွေနဲ့ပညာရှင်တွေကိုခေါ်ပြီးပြောလိုက်တာကကဲပိုက်ဆံကတော့ဒီမှာမဖြစ်နိုင်ဘူးလို့ချင်ရတာဒီကိုသာဖန်တီပြဆံပါဆိုပြီးတကယ်ကိုစင်ခေါ်ခဲ့ကြတာဒါပေမဲ့ပိုက်ဆံနေရှိနေုံအခွင့်အလန်းနေပုံနေုံနဲ့ကောဒီလောက်ကြီးမားတဲ့တော်လန်ရေးကြီးကဖြစ်မလာနိုင်သေးဘူးဒီချင်းချင်းမှုတော်လန်ရေးကြီးတစ်ခုလုံးကိုမောင်းနှင်ခဲ့လက်အဓိကစွမ်းအားအဓိကအတွေးခေါ်ကဘာဖြစ်မလဲ လူသားပဌာနာဝါဒလို့ခေါ်တဲ့ humanism ပါဒါက renaissance ခေတ်ရဲ့ engine set ကြီးပဲအတွေးခေါ်ပိုင်းဆိုင်ရာကြောရိုးပဲအရင်ကကင်မရာကိုဖျားတခင်စီပဲချိန်ထားရတယ်ဖြန့်ဆိုပြီးလူသားလေးပဲကိုပြန်လက်လိုက်တဲ့တခေတ်တော်လန်တဲ့တွေးအခေါ်အပြောင်းလဲကြီးတစ်ခုပေါ့ကွာခြားချက်ကိုရှင်းရှင်းလင်းလင်းမြင်ကြည့်အောင်အလဲခေတွန်းကလူတွေရဲ့တွေးခေါ်ကဘာလဲဓမ္မလွန်ဘောကအဖွဲစည်းရဲ့ getting ချင်းဒါတွေပဲဒါပေမဲ့ renaissance ရောက်တာတော့အာယုံဆိုင်မှုကပြောင်းသွားပြီး လူတယောက်ချင်းစီရဲ့ဒီဘဝမှာကိုပဲဘာတွေလုံနိုင်လဲဘာတွေသိနိုင်လဲဘာတွေဖန်တီးနိုင်လဲဆိုတာတွေကိုတန်ဖိုးထားလာကြတာကဲဒီလိုအတွေ့အခေါ်အပြုံးလဲကြီးကညီပြီးလို့အမခန့်လက်တွေ့ရလက်တွေထွက်ပေါ်လာခဲ့တယ်လေအနုပညာတစ်ပန်နဲ့စပေးနေပေတွေမှာတကယ်ကိုပောက်ခွဲမှုကြီးတွေဖြစ်ခဲ့ပါတယ်လူကိုဒီကထားလာတော့အနုပညာရှင်တွေကလည်းလောကကြီးကိုပိုကြီးတော့အစ်စ်အမှန်ဆန်ဆန်တယောက်ဖို့ချင်လာကြလာပေါ့ linear perspective လို့နီးပညာတွေကြောင့်ပန်းချီကားတွေကပြကမနေတော့ပဲ တကယ်ကိုအနက်အနေရှိတဲ့ပြည်ရင်းပေါက်တစ်ချက်ကိုချောင်းကြည့်နေရတယ်လို့ဖြစ်လာတယ်။လူခန္ဓာကိုယ်ကိုလည်းအယိုးအကြောကားစားတိတိကျကျလေးရပြီးရေးဆွဲတာကြောင့်ပုံတွေကအတဝင်လာခဲ့တယ်။ဒီလိုပါရမီရှင်တွေရဲ့ပေါက်ကွဲထွက်လာမှုကအမှုပညာနဲ့ပဲတစ်ခုလဲမှာပဲရပ်မနေခဲ့ဘူးဆိုတာကအရေးကြီးတယ်။ လီယိုနာရိုဒါဗင်ရှီလိုလူမျိုးဆိုရင်အနုပညာရှင်တယောက်လားအသိပံပညာရှင်တယောက်လားခွဲလို့မရဘူးနှစ်ခုလုံးပဲကော်ပါနီခက်စ်ကကြတော့ကောင်းကင်ကြီးကိုကြည့်ပြီးစက်ကြဝါလာတစ်ခုလုံးအပေါ်လူတွေမြင်တဲ့အမြင်ကိုပြောင်းပြန်လမ်းပစ်ချဲတယ်ရှက်စ်ပီးယားကတော့လူသားတွေရဲ့အတွင်းစိတ်တွေကိုစင်းပြီးခံစားချက်တွေကိုစပစ်အဖြစ်ဖော်ထုတ်ပြခဲ့တယ်ဒီလိုအားအောဆရာကောင်းတဲ့အောင်မြင်မှုတွေတီးထွင်မှုတွေအားလုံးရဲ့အရင်မြစ်ကိုပြန်တူးဆော့ချလိုက်ရင်ဒီအတွေ့အခေါ်စီပဲပြန်ရောက်သွားတာပဲ လူသားတွေရဲ့တန်ဖိုးနဲ့စွမ်းဆောင်နိုင်စွာအပေါ်မှာထားတဲ့ယုံကြည်မှုကနေအရာအလုံးစကဲတာပါဟုတ်ပြီဒီလောက်ကဘာကိုပြောင်းလဲစေနိုင်တဲ့အတွေ့အခေါ်တွေက Florence ဆိုတဲ့မြို့လေးဒီမြို့ကနေဥရောပတိုက်ကြီးတစ်ခုလုံးကိုဘယ်လိုများပြန်နှံ့ဖားခဲ့တာလဲအဖြေကတော့ဤပညာပါပဲ Johannes Gutenberg ရဲ့ပုံနှိပ်ဆက်ဒါဟာ Renaissance အတွေ့အခေါ်တွေဆိုပဲမိတောက်ထဲကိုတက်စီလောင်းထည့်လိုက်တယ်လို့ပါပဲ အသိပညာကိုလူနေစုလက်ထဲကနဲ့လူအများစီကို ရောက်အောင်ပို့ဆောင်ပေးခဲ့တဲ့တကယ်ကိုတော်လန့်တဲ့တီထွင်မှုကြီးတစ်ခုပါဒီဖြစ်စဉ်ကိုမြင်ရောက်ကြည့်လိုက်ပါအောင်အရင်တုန်းကစာအုပ်တုပ်ကိုလက်နဲ့ကူဖို့လားနဲ့ချီနစ်နဲ့ချီတောင်းကြနိုင်တယ်အခုတော့ပုံနှိပ်ဆက်ကြောင့်အတွေးခေါ်တစ်ခုကိုစာရက်ပေါ်တင်ပြီးဥရောပတိုက်ကြီးရဲ့အဆုံအဖျားဆုံးနေရာတွေအထိရက်သက်တဲ့ပတ်ပိုင်းအတွင်းရောက်အောင်ပို့နိုင်ထားပြီဒါဟာတမိုင်းရဲ့ပထမဆုံး viral content ကြီးလို့တောင်ပြောလို့ရတယ် ကဲအတဲအကြောင်းတွေပြောပြီးပြီဆိုတော့ဒီတမိုင်းဖိရဲ့ကြည့်ကိုမျက်မှောင်ချင်းနဲ့ချိန်ဆက်ကြည့်ရအောင်ဒီခေကားခြံထားခဲ့တဲ့အမွေအနက်တွေကဒီနေ့ဒီအချင်းအချစ်ဘဝတွေထဲမှာဘလို့ရှင်းတန်းနေစဲလဲတကယ်တော့ဒီနှစ်ခေတ်လူအဖွဲ့စီရဲ့အခြေခံတန်ဖိုးတတော်များများဟာ Renaissance ခေတ်ကနေမွေးဖွားလာတာရဲ့ချင်းပါပဲလူသူအချင်းစီရဲ့အခွင့်အရေးကိုတန်ဖိုးထားတာပြည်ထနာတခုကိုတစ်ပါနေကြစဉ်းစားတွေးခေါ်တာအမှုကညာဖန်တီမှုကိုအားပေးတာဒါဒီအားလုံးဟာလွန်ခဲ့တဲ့နှစ်ပေါင်း900ကျော်ကစခဲ့တဲ့အမွေနှစ်တွေပဲ ဒါကြောင့် Renaissance ကိုတမိုင်းစာအုပ်ထဲကအခန်းတစ်ခန်းအနေနဲ့ပဲမကြည့်ပဲအခုနေထိုင်နေတဲ့ဒီခေတ်သစ်ကဘာကြီးရဲ့အဖွင့်အခန်းအစောဖြိုးမှုတစ်ခုအဖြစ်ရှုမြင်ဖို့လိုပါတယ်။ Renaissance guitar တိတ်ကိုပြန်လဲရှာဖွေ တွေ့ရှိရကနေမွေးဖွားလာခဲ့တယ်နော်။ဒါဆိုရင်စဉ်းစားစရာတစ်ခုကတော့အနာဂတ်မှာရောဘလို့ပြန်လဲရှာဖွေတွေ့ရှိမှုမျိုးကနောက်ထပ်အံ့ဩစရာကောင်းတဲ့ခေတ်သစ်တစ်ခုကိုမွေးဖွားပေးလာနိုင်မလဲ။